တော့စာပါစာပါငါကသူကငကိုတဲကသင်္ခတ်မှုန်တွေပါထည့်ထားပြီးသားပါခုဘယ်နှမိနစ်လောက်ကြင်ရလဲဗလားနိုင်ဝက်လောက်ရှိနိုင်ဝက်လောက်ကြင်ရပါလေနိုင်ဝက်လောက်ကြင်ပြီးွားရင်တော့သူ့ကိုဟိုငမြိုင်လေးဆမ်းပြီးရင်စားလို့ရပါပြီလေအရသာပါလေရသာပုံပြည့်စုံတယ်တော့ခြေရောင်လေးလေးဟုတ်ခြေရောင်ပြောင်းရပါလေခြေရောင်ပြောင်းပြီးတော့စားလို့ရပါပြီ တော့ဘာမှထက်ထက်စရာမလိုပါဘူးဒါရှိုးရဲတဲ့တောင်းတော့အများကြီးလေးနဲ့စားလို့ရပါဘူးဟုတ်ကဲ့အခုဆိုရင်နာကင်းရဲ့စာပါငါးကိုမပကန်လေးထည့်ပြီးတော့အလားဆင်မှာဖြစ်ပါတယ်စာပါငါးကိုပကန်လေးထည့်နေတာပါကန်လေးထည့်ပြီးတော့ရင်ကျွန်တော်တို့မုံလာဘူးချစ်ထားတာလေးကိုဘေးနားပုံပြီးတော့ငံပြားလေးဆမ်းပြီးတော့ရင်ကျွန်တော်အပြင်စားလို့ရပါပြီဒီငါ brother zebra လောက်ရှိရမလားသကောင်း သိရင်များပါဘူးဆိုတော့သုံးချောင်းတောင်းတောင်းတောင်းဟောတာတကောင်မဟုတ်လားတချမ်းတကောင်မဟုတ်လားနှစ်ချမ်းပါတကောင်ဟိုနှစ်ချမ်းကိုတကောင်နဲ့သုံးချမ်းကိုတတောင်းနဲ့အဲ့တော့တကောင်ဝဲကိုသူကတတောင်းပေးရပါတယ်ဒီမှာမျိုးပါဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့တမ်းရာဒီလေးကိုဟိုစိတ်ပြီးတော့အဲဒီဘေးနားမှာထားပါတယ် ။ဘာကြောင့်ဒီလိုအကြော်ကြီးအကင်ကြီးတွေးတက်မှာဆိုလိုပါအဓိကတော့ချို့တွေကအချင်းမော့အချင်းထက်စားခြင်းအပြင်အစီစိတ်တွေကိုတက်တာစီပါလေ။ပြီးမတက်တော့ပါဘူး။စားလို့ကောင်းပါလေ။အခုထည့်လိုက်တာမုံလာဥပါ။မုံလာဥကိုကျွန်တော်တို့ဟိုချစ်ထားပါ။ချင်းနဲ့ချစ်ပြီးတော့မုံလာဥလေးကိုထားပါ။ပြီးရင်ရှောယူလေးနဲ့သူကမုံလာဥလေးနဲ့ဒီစာပါဆိုရင်ငါကိုကျော်ပြီးတော့စားတော့ပါ။